ဟိုကလူကိုဖင်တဲ့တယ်မှန်အောင်ပြစ်လိုက်မယ်အခုလိုရာသီမှာခြံထဲမှာပြန်အင်မတန်ပေါ်တယ်ဟုတ်ပါပြီမင်းတင်မှာပြားထုတ်တာပဲအမှန်တော့ပြားကတုတ်ချင်လို့ဟုတ်မယ်မထင်ဘူးမင်းဖင်ပြားဆွဲခြင်းလို့နဲ့တူတာပဲ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်တနတ်တန်တိုင်းဟူ၍မြည်ဟီးသွားသောတနတ်တန်တစ်ခုသည်စသတိကြီးဥလက်ဤခြံဝင်းကြီးထဲမှထွက်ပေါ်လာပြီးနောက်မှန်ပတင်းပေါက်တစ်ခုကိုကြီးစံထိမှန်ကတခွန်းခွန်းမြည်သောအတန်များဖြင့်မှန်များကွဲကြာလွင့်စင်သွားလေ၏အပါသည်ထိုချင်းရာကိုမြင်ရသည်နှင့်တပြိုင်နက် လက်ထဲရှိလေးတနတ်ကိုကြောနောက်သို့ဝတ်လိုက်ခါအံအားတင်သောအမူအရာဖြင့်ခေါင်းလောင်းပေါက်ဖြစ်သွားသောမှန်ပတင်းပေါက်ကိုစိုက်ကြည့်ကြည့်နေမိလေ၏မကြာမီထိုပတင်းပေါက်မှတကားချက်များပွင့်၍လာကမိမိအဘွားဖြစ်သူဒေါ်စုစု၏မျက်နာပေါ်ထွက်လာသည်ကိုမြင်ရသည်တွင်အနည်းရှိပန်းညုံတစ်ခုသို့ဝင်၍ဘုံအောင်ပျောက်ွယ်သွားလေ၏ဥလက်သည်လည်းဗန်းမင်များကိုပြုပြင်နေရာကအနှက်တန်းနှင့်မှန်ကွဲတန်းများကိုကြားရ၍အိမ်ဘက်သို့လှည့်ကြည့်လိုက်ရာတွင် မိမိဤနှမဖြစ်သူမတ်စုကိုတွေ့မြင်လိုက်ရသဖြင့်အသာခေါင်းငုံ၍နေလိုက်လေတော့ဤလောကတွင်မိမိက ရှားဖွေကျွေးမွေးသူဖြစ်လျက်နှင့်မယားကိုကြောက်ရသောသူ သားသမီးကိုကြောက်ရသူစသဖြင့်လူထုလူစန်းများရှိကြသည့်အထဲတွင်ဥလတ်မှာနှမကိုကြောက်ရသူတယောက်ဖြစ်ပေ၏တို့ဖြစ်ခြင်းကြောင့်မိမိမြေးဖြစ်သူ အပါဤလက်ချက်ကြောင့်မှန်ပတင်းကွဲ၍သွားရာတွင်ကိုထိလက်ရောက်ကျူးလွန်ခြင်းအပြင်မိမိ၌အပြစ်ကင်းတော်လဲ မိမိကတနတ်ဝဲပေးသည့်အတွက်ထိုတို့ဖြစ်ရခြင်းကြောင့်မိမိမှာအားပေးအားမြောက်ပြုရာရောက်နေသည့်အတိုင်းဤကိစ္စတွင်မိမိပါရောနှော၍ပြောဆိုအပြစ်တင်ခြင်းမှာကင်းလွန်နိုင်သမျှကင်းလွန်အောင်မတိလိုက်မတိပါသာအမူအရာမျိုးလုပ်၍နေလိုက်လေ၏ထိုတို့မိမိဘာမှမတိတကယ်သို့ခေါင်းငုံ၍နေလိုက်သောငါလဲဥလိုက်ဤစိတ်ထဲ၌ကဇိုးရင်ခြင်းမကင်းသေးပဲညီသည့်အချိန်ခါတွင်ဤကိစ္စနှင့်ပတ်သက်၍မိမိအားစူပူခြင်းခံရပါမည်နည်းဟု လာလက်တန့်သောဘေးရန်ကိုစောင့်မျှော်ကြောင်ရွံ့လျက်ရှိနေမိလေ၏တို့ရတွင်ကံအားလျော်စွာတနာဤကံကြာသည့်တိုင်အောင်မိမိထံသို့ဒေါစုလဲရောက်၍မလားဤကိစ္စနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးခြင်းမရှိသည်ကို တွေ့ရမှ စိတ်သက်သာရာရကပန်းညံထဲမှထ၍လာရပေတော့၏ထို့သို့ထ၍လာရာတွင်မိမိရှိဇင်ဝင်အောက်၌မိမိဤနှမမတ်စုနှင့် အသက်26နှစ်ခန့်ရှိယောက်ျားပြိုတယောက်စကားပြောနေသည်ကိုတွေ့ရ၍ ညာစွာအံအားတင်သွားကသူတို့ရှိရာဘက်သို့မသွားဘဲနောက်သို့ပြန်ဆုတ်မည်ဟုအပြုတွင်ဥလတ်အားဒေါစုကမြင်သဖြင့်ကိုရင်လာစမ်းမအောင်ဒီကိုဟုခေါ်လိုက်သောကြောင့်မလာခြင်းလာခြင်းနှင့်ရှောက်၍လာခဲ့လေ၏ဥလတ်မှာဒေါ်ဒေါစု၏အမိန့်အာဏာကိုမဖီဆန်ရဲသဖြင့်လာခဲ့ရတော့လေမိမိသမီးဖြစ်သူမြတ်ခင်အားပိုးပန်းနေသည်ကိုသိရသောထိုယောက်ျားပြူ၏မျက်နာကိုလည်းမကြည့်ခြင်းမိမိ၏နှမကတနတ်ပြစ်မှုနှင့်ပတ်သက်၍ စုံတရားပြောလီမီလားဟူ၍လဲစိုးရင်မိသောကြောင့်ယင်းနဲ၌တထိတ်ထိတ်ခုံ၍နေလေ၏ကိုရင်ဟောဒီမှာမောင်ဆိုးမောင်ရဲလီဘူးလက်သည်ဇိုးမောင်မှာအမိနှချောင်ပေါက်သူမဟုတ်၍အံဩစရာမရှိတွေ့ရရေဝမ်းသာစရာလည်းမရှိတကယ်သို့အမူအရာဖြင့်ဩဟူစိုးလိုက်လေ၏ဩဘူးလက်သည်မိမိသမီးဖြစ်သူအားဇိုးမောင်နှင့်ပေးစားရန်နှမဖြစ်သူ၏လိုလားချက်ကိုသိနေပြီထိုအကြောင်းနှင့်ဆက်လင်း၍ ။နောစုစုကစကားအတိုင်းအင်းမလို့အဲမလို့နေသည့်အတွက်ယခုကဲ့သို့ဩဇလုံးနှင့်ပြီးနေခြင်း၏အကြောင်းရင်းကိုနောစုစုမှကောင်းစွာနားလေသည်။ရိတ်မိလဲရိတ်မိပါသည်။ဥလအားနှစ်သက်သဘောကျခြင်းမရှိသောမျက်နှာထားနေကြည့်၍နေလိုက်ပြီးနောက်စိုးမောင်ဘတ်သို့လှဲ့ကာ။ဂိုင်းမောင်စိုးမောင်ခဏနေပါဦး။မင်းဦးလေးနဲ့ဒေါ်တော်စကားတခုပြောစရာရှိလို့ဟုပြောပြီးလျင်ဥလန်အားပန်းညံတဲ့သူခေါ်သွားလေ၏။ကိုရင်ဘဲနဲ့လှုပ်တာတော့။အိုး ငါဘာလုပ်လို့လဲမဆူရမောင်ဆိုးမောင်လာတာနေထိုင်ကောင်းရဲ့လားမားရဲ့လားตาရဲ့လားမမီးပဲအော်အော်လုံနေတာဘာလုပ်တာလဲလို့နို့သူနေလို့ထိုင်လို့ကောင်းလို့ကျမ်းပါလို့အလဲလာနိုင်တာငါအလုပ်လားငါကနေကောင်းသလားမေးနေလို့အလကားပေါ့နေကောင်းတာမြင်သားပဲမဟုတ်လားဘာကိစ္စနဲ့လာတယ်လဲဘာလဲညာလဲမေးမှာပေါ့မင်းနဲ့စကားပြောနေတာပဲဘာကြောင့်လာတယ်ဆိုတာမင်းသိရင်ပြီးရောပေါ့ကျုပ်ကတော့သိတာပေါ့ ကျုပ်တမင်ခေါ်လိုက်တာပဲကိုတော့ဦးလက်ဤမလုံမရှားမထူးခြားတကဲ့သို့ရှိ၍နေခဲ့သောမျက်နာမှာယခုမှအမူအရာပြောင်းလဲလျက်မနှစ်သက်တကဲ့သို့ပြလေ၏ဘာလို့ဖို့ခေါ်တာတော့မခေါ်လို့ဖြစ်မလားကိုမြေးကိုမှမနိုင်နိုင်မနှင်းနိုင်မထိန်နိုင်ဖြစ်နေတဲ့ဟာအိမ်မှာစားလဲသင်ဆုံးလဲဆုံးမှာပြီးဖို့ခေါ်ရတာပေါ့ဒီလိုမှမလုပ်ရင်ကိုရင်အလိုလိုက်ထားတာနဲ့ကလေးလဲတဖြည်းဖြည်းတိုးပြီးပျက်စီးဖို့ရှိတော်တာပဲဒီနေ့ဆိုရင်သူ့လေတနတ်ဒဇင်းနဲ့ ိုးပြစ်ဒီပြစ်နဲ့အလုံးကိုယ့်ရှာကုန်ပြီဘာသူ့ကိုအိမ်မှာစားတင်ပေးဖို့ဟုတ်လားကိုမေးကဥလတ်သည်သဘောမတူသည့်အမူအရာဖြင့်ခေါင်းကိုယမ်းခါလိပြောဆိုပြီးပြီမလူချင်းလုံးမဖြစ်တော့ဘူးဦးပြောကတော့စုသည်မောင်ဆိုးမောင်ရှိရာဘက်သို့လှည့်ထွက်သွားသဖြင့်ဦးလတ်မှငေးရွေကြံရစ်ခဲ့လေ၏တော်စုသည်မိမိအကြံအောင်းမြင်တဲ့ကဲ့သို့ဝမ်းမြောက်ဝမ်းသာဖြစ်သောမျက်နာနှင့်ဆိုးမောင်ထံသို့ရောက်လာပြီးလျှင်မင်းဦးကိုတော်တော်အကျိုးအကြောင်းပြောပြလိုသဘောကျသွားပြီး ကလေးကိုသာကြည့်ရှုပြီးသွန်သင်ဆုံးမှပေတော့ဟုပြောလေ၏ထိုခိုက်တွင်အိမ်ထဲမှမြခင်ထွက်၍လာလျာဒေါစုမျက်နှာမှပို၍ရွှင်လန်းသွားပြီလျင်ဟေးမြခင်အပါဖို့တော့အိမ်မှာစာသင်ပေးမယ်စရာရနေပြီမောင်စိုးမောင်ကနေတိုင်းလာပြီးစာသင်ပေးမယ်တဲ့ဟုပြောလိုက်လေ၏မြခင်မှာထိုသတင်းကိုကြားရ၍အတော်ပင်စိတ်ပြက်လက်ပြက်ဖြစ်သွားတော်လေရင်ကြီးခြင်းအလို့ငါပြုံးရ၍မောင်စိုးမောင်အားနှုတ်ဆက်ပြီးလျင်ဝမ်းသာစကားပြောလိုက်ရလေ၏ ထိုသူမြခင်နဲ့စိုးမောင်တို့တွေ့ဆုံပေးလိုက်ရခြင်းအဖြစ်ဒေါစုမှာစိတ်ကြိုက်နဲ့တွေ့သွားကစိုးမောင်ပြောလို့ရပြောနိုင်ခွင့်ရစေရန်ကဲစကားပြောနေကြအောင်ဒေါ်တော်အိမ်ထဲဝင်လိုက်အောင်မယ်ဦးစိုး၍ရှောင်းပြီးထွက်သွားလေသည်မြခင်မှာမိမိမတွေ့ခြင်းဆုံးသောသူတစ်ယောက်နဲ့တွေ့နေုံမျှမကလက်ခံစကားပြော၍နေပြန်ရသဖြင့်တော်တော်စိတ်အယွေသွားကဤသို့ရှောင်ပြေးရပါမည်နီဟုစိတ်ကူးထုံနေရကအကြံရလာပြီလျှင် ။အစုံတရာယုတ်တရာတတိယမိတကယ်ဆိုအမူအရာမျိုးပြကဩအပားတယောက်ဘဲရောက်နေပါလိမ့်မလဲ။သူ့စီရရောက်လာတာခေါ်ပြရအောင်မေ။ခဏနေဦးနော်။အပါကိုလိုက်ရှာလိုက်အောင်မေ။ဟုပြောပြောဆိုဆိုခတ်တုတ်တုတ်ထွက်၍သွားလိမ့်ဤ။ထိုခိုက်တွင်ဥလက်သည်စိတ်ပြက်လက်ပြက်ဖြင့်ခြံစည်းဟုတ်ကဲ့သို့စီတန်းညညာစွာစိုက်ပြိုးထားသောပန်းမင် များစီသို့ရှောက်၍လာခဲ့လိမ့်ဤ။ဥလက်သည်ငကိုကပင်မျက်စိမှုံ၍နေသည့်အထဲတွင် စိတ်ပြည့်ချင်းပြင်တစုံတရာကိုနက်နဲစွာအတွေးလွန်၍လာခြင်းအဖြစ်မိမိရှေ့တွင်ခလုတ်ကသင်းတစုံတရာဘာရှိသည်ကိုမမြင်နိုင်မီရှီလျာပန်းညုံထဲမှတဖြည်းဖြည်းတိုးထွက်၍လာသောအရာတစ်ခုကိုဘိုက်နှင့်ဝင်တိုက်မိပြီးဝူဝူဝံဝံအလံတကြားအော်ဟစ်ခါနောက်သို့ခုံ၍ဆုပ်လိုက်လေသည်ထို့သို့ခုံလိုက်ရာတွင်ကံအားလျော်စွာမျက်မှန်မှကျွ့၍မကြဘဲနရွတ်တစ်ဖက်ခါသာပြုတ်၍သွားပြီးကြံတစ်ဖက်တွင်ချိတ်၍နေသေးသောကြောင့်ခေါင်းမွန်စွာပြန်၍တက်ပြီးလျင် ိမိပိုင်းတွင်ဝင်း၍စောင့်မိသောအရာကိုကြည့်လိုက်ရာဗန်းညံထဲမှတိုးထွက်၍လာသောအရာမှာလေးတနက်လေးဖြစ်၍နေပြီးလျင်ထိုလေးတနက်ထွက်လာပြီးနောက်အပါအီတကူလုံးလိုက်ပါပေါ်ထွက်လာသည်ကိုတွေ့ရလေ၏ဟဲ့ဟဲ့ဘဘကြီးလမ်းသွားသလားကျွန်တော်မမြင်လို့ငါလခွီးရှေ့ကိုကြည့်အောင်မှာပေါ့ကွာကျွန်တော်မမြင်လို့ပါဘဘကြီးရဲ့နောက်ကိုတတိထားကြားလားအင်းဘာအင်းလဲဟုတ်ကဲ့လို့ရိုးရိုးသေးသေးပြောရတယ်အင်းဟုတ်ကဲ့ ဥလတ်သည်အပါအားအခံရခတ်သည့်အမူအရာဖြင့်ကြည်နေလိုက်မိလေတော့၏ဘဘကြီးဥမာစောစောကမိမိကြီးနဲ့စကားပြောနေတဲ့လူကြီးကဘသူလဲဦးပြောကအိမ်ဘက်သို့လက်ညှိုးထိုး၍ပြလိုက်သည်ဖြင့်ဥလတ်လည်းသူညွန်ပြရာဘက်သို့ကြည်သည်တွင်စိုးမောင်ကိုမြင်ရလေ၏သူ့နာမည်ကိုစိုးမောင်လို့ခေါ်တယ်အပါသည်သေးချာစွာကြည်နေပြီးလျှင် ရုပ်ကိုယ်ကဘလို့ရုပ်လဲမသိဘူးဟုဆိုလေ။ဟဲ့အပါဒီလိုမပြောနဲ့ ဲ့ဒါမင်းကိုအိမ်မှာစာသင်ပေးမယ်ဆရာပဲဟမ်ဆရာကလေဘယ်နဲ့ဆရာလေသူတို့ပြောနေကြစေမြခင်သည်သူတို့၏အနာသို့ရောက်လာပြီလျင် အပါလာစမ်းမင်းကိုဒေါ်လေးပြောစရာတခုရှိလို့ဟုခေါ်သွားသဖြင့်ဦးလက်သည် နောက်ဖေးဘက်မှလှည့်၍အိမ်ထဲသို့ဝင်ရန်ထွက်သွားလေ၏မြခင်သည်အပါအားအေးယူဂယုစိုက်သည်ဟန်ဖြင့်ယုံပြုံရရချော့ချော့မော်မော်လှုပ်ခါအပါမင်းတနပြေတိတ်တဲတာပဲဟူမြောက်ပင်သည် လေးတန်းဖြင့်ပြောလေသည် ကျွန်တော်လားသိတဲ့တာပေါ်ဒေါ်လေးရဲ့ဘာပြည့်ရမလဲဟောဟိုတစ်ပင်ကြီးကို ပြစ်လိုက်စမ်းအပါဒီမြခင်ညွန်ပြရဘက်သို့ပြည့်၍ပြလိုက်လေဤအမေဒါတော့နီးနီးကလေးကို ကွယ်မှန်မှာပေါ့ဟောဟိုမှာစင်ဝင်အောက်ကလူဝင်းဝင်းလေးကိုမှန်မှမလားဟုဆိုကမြခင်သည်စိုးမောင်ရှိရာဘက်သို့လက်ညှိုးထိုး၍ပြလေသည်ကြည်နေပါကျွန်တော်သေးသေးချာချာချိန်ပြည့်ရင်မှန်မှာပေါ့ဟုပြော၍အပါဒီစိုးမောင်ဘက်သို့တနက်ကိုချိန်၍ ညခင်သည်ပါဇက်ကိုလက်နှင့်ပိတ်လျက်ရွှင်ပြုံးသောမျက်နှာနှင့်လေ့၍ပြေးလေသည်မကြမီဒိုင်းကနေမြည်တမ်းကြားရသဖြင့်ညခင်သည်ခလန်းလန်းမှလှည့်၍ကြည့်လိုက်ရာစင်ဝင်အောက်တွင်မြောက်ဖိုးစိန်ကသလိုခြေကားရလက်ကားရနှင့်ထ၍ခုံလိုက်သော မောင်းစိုးမောင်ကိုမြင်လိုက်ရသဖြင့်မျက်နှာလှည့်ကကြိတ်၍ရဲနေလေတော့၏အပါမူကားဗန်းညုံတဲသို့ငုံရှူ၍ပျောက်သွားလေ၏ဒိုင်းကနေမြည်တမ်းကိုကြားရသဖြင့်ဒေါစုသည်အိမ်ထဲမှထွက်၍လာကား ရှုံမဲ့သောမျက်နှာနှင့်ဂုတ်ကိုပွတ်နေသောစိုးမောင်၏မျက်နှာကိုမြင်ရလျင်အံအားတင်၍သွားလေသည်။ဦးလာသည်အိမ်ထဲသို့ရောက်၍စိတ်အိုက်ခြင်းပျောက်စေရန်စံအုပ်တအုပ်ကိုယူ၍ဖတ်မိအပြုတွင်ဒိုင်းကနေမြည်တန်ကြောင့်လန့်ဖြန်ပြီးလက်ထဲကစာအုပ်လွတ်ကျသွားလေ၏။သနတန်ကြားသောလေလုံးလုံးတရာကွဲချသံမကြားရသောကြောင့်ညီတို့သောတတ်ရှိတတ်မဲ့တော်ဝါသည်မာရှယ်လောမိလီပြီနီဟု၍စဉ်းစားမိလေ၏။တို့ရာတွင်အနှဲငယ်ကြသည့်တိုင်အောင် တစုံတရာထူးခြားခြင်းမရှိသည်ကိုတွေ့ရမှဥလမစိတ်အေးချမ်းသာစွာဖြင့်စာကိုပြန်၍ဖတ်လေ၏ထို့သောစာဖတ်နေစဉ်အခန်းထဲသို့တစ်ချက်ရှက်မြည်၍ဝင်လာသောဖနှက်တန်ကိုကြားရသဖြင့်မိမိ၏နှမလောဦးလန့်ဖြန့်၍သွားကမရဲတရဲဖြင့်စာအုပ်ပေါ်မှမျက်လုံးပေါ်ယုံကြော်၍ကြည့်လိုက်ရာမြခင်ဖြစ်နေသည်ကိုတွေ့ရမှအသက်ရှူမှန်သွားလေ၏ဖေဖေဘယ်မလဲကျမအဖို့2လီတာမော်တော်ကားကလေးဝယ်ပေးမယ်ဆိုတာဘလောက်ကြာပြီလဲ နေပါအောင်သမီးရဲ့ဝယ်ပေးမှာပေါ့အခုနေပါအောင်အကုန်ကြရများလုံးလို့ပါနောက်ပြီးတော်တော်ကဓာရီဝယ်ပေးတာနေနေမှသဘောမကျဘူးသူမသိပဲဝယ်ပေးရင်စူးလို့ပြီးမှာမဟုတ်ဘူးဖေဖေဒီလိုညာရင်ဘာကောင်းမလဲဖေဖေရဲ့ဝယ်ပေးမယ်လို့ပြောပြီးဝယ်ပေးပါတော့လားနေပါအောင်မင်းတော်တော်ပြောပါရစေဦးသူကသဘောကျရင်ဝယ်ဒါပဲစနေနေ့မှမရရင်ဖေဖေနဲ့ကျမနဲ့တီးရောပေါ့ကိုစိုးကမြခင်ထွက်ရွေသွားလေရား ဥလတ်မှာငေး၍ကြံရစ်ခဲ့လေ၏ဥလတ်သည်ထိုးသောငေးမော တွေဝေလေးရဲ့နေမိသည်မှာညီမြကြာမြင့်သွားသည်ကိုပင်သတိမရဘဲရှိကအခန်းထဲသို့တစုံတယောက်ဝင်လာသည်ကိုအရေးအောင်မြင်လိုက်သဖြင့်စိုက်၍ကြည့်လိုက်ရာလူယုံသောအစီကံကြီးကိုသူတော်ဖြစ်နေသည်ကိုတွေ့ရသဖြင့်အံအားတင်သောအမူအရာကိုပြကာဟေးခမင်းစားချိန်တော်ရောက်ပြီလားဦးမေးလိုက်လေ၏။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုကျိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင် ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ဘုသူတော်သည်ဥလက်ဤအမေးကိုမဖြေသေးပဲအခန်းထဲသို့တောက်လျှောက်ဝင်ရောက်၍လာပြီးနောက်ဥလက်ဤရှေ့၌မမရက်ခါဒါပါဘွဲတွင်ဘရင်ခံစုရစီရှင်းမြင်သည့်ဟန်မျိုးဖြင့်လက်ထဲတွင်ပါလာသော လေးတနတ်နှင့်စကူတက်တာကလေးကိုဥလက်အားလှမ်း၍ပေးလိုက်လေ၏ဥလက်သည် မိမိရာကလေးတငယ်မှတ်၍နောက်ပြောင်လေသလားဟုမနစ်မြို့သောမျက်နှာဖြင့်ကိုသူတော်အအတန်းကြာစိုက်ကြည့်အကဲခန့်နေလိုက်ပြီးမှသူလန်းပေးသောလေးသနက်နှင့်စက်ကူတက်တာကိုပြန်၍စိုက်ကြည့်ကဒါတွေကဘာလို့ဖို့လဲဟုမေးလိုက်လေ၏လေးသနက်ပါခမညာလေးသနက်မှန်းတော့ကြုံမြင်သားပဲဘာလို့ဖို့ယူလာတာလဲမမစုကဒါတွေသွားပေးကြည့်လို့ခိုင်းလိုက်လို့လာတာပါသိမ်းထားဖို့နဲ့တူပါတယ်ဒါဘု து သနက်တုံးမူလကအပါပိုင်နဲ့ပစ္စည်းပါပဲ။ ဘာဖြစ်လို့ကလေးကစားတာကိုအတင်းယူရတာတော့ဘာအကြောင်းကြောင့်ကလေးလက်ထဲကယူလိုက်ရတယ်ဆိုတာတော့ဖြင့်မမစုပြောမပြလို့မသိရပါဟိုခိုင်းလိုက်လို့ယူလာခဲ့ရတာပဲသူ့ခိုက်တွင်ဒေါ်တော်စုဝင်း၍လာလေ၏ဦးလက်သည်မိမိ၏နှမဖြစ်သူကိုမြင်လိုက်ရသဖြင့်အကျိုးအကြောင်းရှင်းလင်းတော်မူဟုမျှော်လင့်သည့်မျက်နှာဖြင့်စိုက်၍ကြည့်နေလေသည်ကိုရင် ဟောရီတနတ်နှင့်ဟိုဆက်ခုတက်တာကလေးတဲကကြီးစန်းတွေကိုတနေရာရာမှာတော့ခက်ပြီးတိန်းထားစမ်းပါ အဘကိုဒီတနတ်ဘဲတော့မှမကင်စင်းနဲ့တော့ဘာဖြစ်လို့တော့ဒီတနတ်ပေးထားရင်စိတ်မချရဘူးအခုဘာလုပ်တယ်မှတ်သလဲဒီတနတ်နဲ့မောင်စိုးမောင်ကိုပြစ်လိုက်တယ်သိသလားဩသူဦးလက်အန်ဩဒီသဘောဖြင့်ပြောလိုက်တော့လေသူဤမျက်နာအမူအရာမှာစိတ်ထဲနိုင်ကြိတ်၍အလွန်အမင်းကျဉ်တဲ့သွားခြင်းကိုမနှဲဖုံးဖိထားရပုံပေါ်၍နေလေ၏ထို့နောက်တခဏများတယောက်နဲ့တယောက်စကားမပြောဘဲနေကြပြီးနောက်ဦးလက်သည်လေးတနတ်ကိုကောက်၍ကန်ကြည့်လိုက်လေ၏ ထို့သောတနတ်ကိုကင်လိုက်မိသည်နှင့်တပြိုင်နက်ဦးလက်ဤမျက်နှာမှာထူးထူးကြကြပြောင်းလဲ၍သွားကနုပြူသောစိတ်များပေါ်ပေါက်၍လာပြီးလျင်အခန်းတစ်ဖက်တောင်ကြီးရွှေငါးထည်ထားသောဖန်းညံကလေးဖတ်သောချိန်လျက်ပါဇက်မှဒိုင်ဟုဆိုလိုက်ပြီးညုံညုံကြီးလှုပ်၍နေလိုက်လေ၏အိုးကိုရင့်နေတနတ်ကိုဟိုရင့်ဒီရန်လှုပ်နေစမ်းနဲ့မတော်လို့ကြည်စံထွက်သွားမှဖြင့်ဇုံးမောင်ကိုအပါပြစ်လိုက်မှပဲကြည်စံရှိပါဦးတော့မလားဟုဆို၍ ခလုတ်ကိုလက်ညှိုးနဲ့ဆွဲဖြုတ်၍ပြလိုက်လေသည်ထို့သို့လှုပ်ကြည့်လိုက်မိသည်တွင်ဥလက်ဤစိတ်မှပျော်ရွှင်၍လာကအင်းဒီသနတ်မျိုးမကန်ရတာအတော်ကြပြီဇယ်နှစ်သားလောက်ကလေးကပဲဟု ကိုသူတော်အားလှမ်း၍ပြောလိုက်လေသည်ဒေါ်စုမှာဥလက်နှင့်ကိုသူတော်စကားကြောရှည်ပြီးလျင်တနတ်နှင့်တငယ်ပြန်း၍နေကြမည်ကိုရိတ်မိ၍ဒါပဲကိုသူတော်ပြီးပြီးပြီမဟုတ်လားသွားတော့ဟုဆိုလိုက်လေဤကိုသူတော်ထွက်၍သွားပြီးအနေငယ်ကြားမှဒေါ်စုက ကိုရင်ကျုပ်အပါကိုလွတ်လိုက်မယ်။မှတ်သွားလာအောင်ဆုံးဆုံးမမပြောလိုက်စမ်း။ကျုပ်တော်မပြောခြင်းဘူးဟုဆို၍ထွက်သွားလေ၏။အတန်ကြာသောအခါဘဘကြီးဟူအော်၍ခေါ်လျက်ယုံပြုံရွယ်ရွယ်နှင့်ဝင်၍လာသော အပါကိုတွေ့ရပြန်လေ၏။အပါသည်အနားသို့ရောက်လာပြီးလျင်မိမိတနတ်ကိုမြင်ရလျင်သဖြင့်ဟွန်းဒါကျွန်တော်တနတ်ပါလားဟုဆိုကလမ်း၍ဆွဲယူလိုက်မည်အပြုတွင်ဦးလက်ကအရင်ဦးစွာယူ၍ဖမ်းဆုပ်လိုက်လေ၏။ဘဘကြီးကျွန်တော်တနတ်နဲ့ဘာလို့မလို့လဲ။ ဘာမှမလုပ်ပါဘူးမင်းကိုမေးမလို့မင်းဒီတနတ်နယ်လူတွေကိုလိုက်ပြနေတယ်ဆိုမင်းစရာကိုလည်းပြစ်တယ်ဆိုဒီလိုလုပ်တော့ဘယ်ဖြစ်မလဲမတော်လို့မျက်စီမရင်မခတ်ပေးဘူးလားမျက်စီမမှန်ပါဘူးဘဘကြီးရဲ့ကျွန်တော်ပြစ်တာဂုတ်ကုန်မှန်းတာတခါတည်းအော်လိုက်တာပြောမနေပါနဲ့တော့ဟုတ်အတန်များထွက်အောင်ဥလတ်ဒီသဘောကြစာရဲလိုက်မိလေဤဥလတ်မှာအပါအဆုံးမှာဖို့ကိုပင်သတိမရပဲ မိမိကြည့်၍မရသူမောင်ဆိုးအောင်အားထိုးသို့ချိုးနှိမ်လိုက်ခြင်းကိုသိရသည့်အတွက်အပါအားဘုံမုံနှစ်တကအချစ်တိုး၍သွားလေသည်ငါလဲငငယ်ကမင်းလိုပေါ့ကွတနတ်တလက်နဲ့ဟာဘဘကြီးငငယ်တုန်းကတနတ်ပေါ်ကြီးလားတို့အရင်ဦးဆုံးပေါ်ပေါ်ချင်းကင်မှုတာပေါ့ကွဒါဖြင့်ဘဘကြီးကကျွန်တော်လိုလက်တဲ့ရဲ့လားငါလားတိတ်တဲတာပေါ့ကွကြွတီးကြီးကန်းတွေနွားတွေပြစ်လိုက်တိုင်းမှန်တာပဲအခုတော့မကင်နာကြလို့ ကြီးစံအောင်ဘလို့ထည့်ရမှန်းမသိဘူးကျွန်တော်ပြမယ်ဟုဆိုက အပါဒီတနက်ကြီးစံထဲသွင်း၍ပြပြီးနောက်ဟေးကျွန်တော်ဘာကိုမှန်းအောင်ပြည့်ရမလဲဟုမေးလေမှန်းစမ်းငါပြစ်စမ်းမယ်နေပါဘဘကြီးရဲ့ကျွန်တော်ပြစ်ပါမယ်ပြေးပါငါအရင်ပြစ်စမ်းမရစေဟု ဆိုကဥလတ်ဒီအပါလက်ထဲကတနက်ကိုယူပြီးလင် အခန်းတောင်တစ်ဖက်သို့ချိန်ကာဟာဟိုမှမြင်လားဟုပါဇက်ကပြောပြောဆိုဆိုခလုတ်ကိုဖြုတ်ချလိုက်ရာခွန်းကနေမြည်သောအတန်ဖြင့် ရွှေငါထည့်ထားသောဖန်အိုကွဲ၍သွားပြီလျှင်ရင်းနှင့်ငါများဖိတ်စင်၍သွားလေသည်အပါဒီဝမ်းသာအားရစွာလက်ခုပ်လက်ဝါးတီလျက်ဩဘာပေးလေ၏ဦးလက်သည်ပြုံးပြုံးကြီးလောက်ကကဲငါဘလောက်တော်သလဲသိလက်တဲ့တယ်မဟုတ်လားဟုဆိုလိုက်လေ၏အမေဘဘကြီးကနီးနီးကလေးမှမှန်တာပါအဝေးကြီးဆိုရင်ဗန်းမှန်မလဲဦးလက်သည်တနတ်တစ်ချက်ပြက်လိုက်ရသဖြင့်လက်သွေးဆူ၍နေကအလွန်ပြက်ချင်ခက်ချင်ရှိနေသေးတယ် ေးဖြစ်သူဤမြှောက်ပင်ပေးခြင်းကြောင့်ကဲငါအဝေးကြီးပြပြမယ်လာကြည့်လက်ဟူဆိုးကားပဒင်းပေါက်စီတို့ထသွားရာအပါလဲကဲ့၍ပါသွားလေသည်ဦးလက်သည်ပဒင်းပေါက်ကနေ၍ကြည်ရာပြစ်เสียရခတ်เสียရကျွဲနွားကြက်ငှက်အစုံတရာကုန်မှမမြင်ရပဲဗန်းညံထဲတွင်သိုးမောင်တယောက်ထဲရက်၍နေသည်ကိုမြင်ရလေ၏ဦးလက်မှာပြစ်ခတ်ခြင်းသောစိတ်ပြင်းထန်နေသည့်အထဲတွင်သိုးမောင်မှတပါးတခြားဖြစ်เสียရဘာမှမမြင်ရသောကြောင့်ကဲ ကြည်နေငါဟောဟိုကလူကိုဖင်တဲ့တယ်မှန်အောင်ပြစ်လိုက်မယ်ဟုဆိုကခလုတ်ကိုဖြုတ်ချလိုက်လေဤဇုံမောင်သည်စူးရှစွာအော်ဟစ်ခါဒေထဲသို့လက်မြောက်လျက်ကြော့ကိုယူသွားပြီးခြေတစ်ဖက်မြေပေါ်မှကြွသွားလေသည်ထို့သို့မြင်လိုက်ရသည်နှင့်တပြိုင်နက်နှစ်ယောက်သားအခန်းထဲသို့စုပ်ပြေးကြပြီးဥလက်သည်တနတ်ကိုစပွဲပေါ်သို့ခြာကအင်းဒရီမပြတ်စာဖက်နေလိုက်လေသည်အပါလဲလင်းမြန်စွာအခန်းထဲမှထွက်ပြေးလေဤဥလက်မှာဟန်လို့၍စာဖက်နေရတော့လဲ စိတ်ထဲ၌ကညာစွာမငြိမ်မသက်ဖြစ်ကမိမိဤနှမတီသွားလျင်အဆူအပွက်ခံရတော့မှာပဲဟုယင်းတထိတ်ထိန်နေရှိနေမိသဖြင့်ကလေးမဟုတ်ငယ်မဟုတ်မိမိပြုတ်လိုက်သည့်အမှုရာမှာမိမိနှမအဖို့အလွန်စူပူ၍ကောင်းမြတ်အကြောင်းအရာတရဖြစ်သည်ကိုတွေးတော်မိလေ၏ထို့သောစိတ်ထဲ၌ဇိုးရင်ယွန့်ထိတ်ခြင်းပေါ်၍မဆုံးသေးမီအခန်းထဲသို့ဝင်လာသောမိမိနှမကိုမြင်လိုက်ရသည်တွင်တကူလုံးကြုံ၍သွားကခေါင်းမဖော်ရဲအောင်ဖြစ်နေလေသည် ကိုရင် ကျုပ်ပြောတဲ့အတိုင်းအပါကိုကောင်းကောင်းကျိမ်းမောင်းလိုက်သလားဦးလံမမိမိအားချက်ချင်းအဆူပူမခံရသေး၍စိတ်နှဲငယ်တတ်တာရရသွားပြီလင်ပြောလိုက်တယ်လေဟဲ့အပါမင်းဒီတနတ်ကိုဘလို့ကြီးစံထဲ့တယ်လဲကွငါတော့မထဲ့တတ်ဘူးလူကြီးမင်းဘာဖြစ်လို့ဇီယကိုတနတ်နဲ့ပြစ်လိုက်ရသလဲပြောလိုက်တယ်ကိုရင်ပြောတာဒါပဲလားဦးဒေါ်စုကခတ်ထန်စွာမေးလေသည်ဒါကအဆရှိသေးတယ်ဒီလိုပြောပြီးဦးဦးလက်စကားမဆုံးမီပင်အခန်းထဲသို့ ဇိုးမောင်ဝင်း၍လာလျာဥလတ်မှာသူ့ကိုမြင်လိုက်ရလျင်ဝရန်းနှင့်လိုက်လာသောပလိတ်ကိုမြင်ရသည့်တရားခံခဲ့သောနောက်တွင်ကြောက်ရွံ့၍သွားလိမ့်၏ဒေါ်ဆုစုသည်ရှူးရှူးရှာရှာနှင့်ဝင်း၍လာသောဇိုးမောင်ကိုမြင်ရလျင်အံအားတင်လျက်ကြည်နေပြီးအနီးသို့ရောက်လာမှမောင်ဇိုးမောင်ဘာဖြစ်လို့လဲဟုမေးလိုက်လျာဘာဖြစ်သလဲဆို။အိုးဟိုကလေးဟာတနက်နဲ့ထပ်ပြီးပြစ်ပြန်ပြီ။ဘဲနဲ့မကြသေးဘူး။ခုလေးတင်ကလေးပဲ ကျွန်တော်ခြံထဲမှာရှိနေတုံးပြစ်တယ်။ဦးလက်သည်မိမိဤယွန့်ကြောက်သောအမူအရာကိုမနှဲဖြောက်ကာအင်းရီဆဲလိုက်ပြီးလင်မဟုတ်ပါဘူး။မင်းစိတ်ထင်လို့နဲ့တူပါတယ်။ဦးကာကွယ်၍ပြောလိုက်လေသည်။ဘဲနဲ့စိတ်ထင်ရမှာလေ။တင်မားကိုသေးသေးချာချာမှန်းတာ။ဟာဒါဖြင့်မင်းပြားတုတ်တာပဲ။အခုလိုရာသီမှာခြံထဲမှာပြန်အင်မတန်ပေါ်တယ်။ဟုတ်ပါပြီ။မင်းတင်မားပြားတုတ်တာပဲ။ရောစုမှာဝေခွဲရင်မရသည့်အမူအရာဖြင့်တယောက်တလဲစီကြည်နေလိုက်ပြီးနော် အပါတော့ဟုတ်မယ်မထင်ဘူးမောင်ဆိုးမောင်ရဲ့အခုမောင်ဆိုးမောင်ကိုတနတ်မှန်းနေဆိုတဲ့အချိန်မှာအပါတနတ်ကိုတော်တော်ယူပြီးတင်းထားနေပြီးသားဖြစ်နေတယ်ဟုဆိုလေ၏ဟုတ်တယ်ဒီမှာကြည့်ပါလားဦးဦးလက်ကလည်းဝင်း၍ထောက်ခံလေသည်ကိုရင်ဒီခန်းထဲကဘဲမှမထွက်သေးဘူးဟုတ်လားမထွက်ပါအောင်ရှိနေတာကြားလာပြီဒါဖြင့်အပါမဟုတ်ဘူးမောင်ဆိုးမောင်ရဲ့အပါပြင်းမင်းဦးလေးမြင်မှာပေါ့ဒါကြောင့်ပြောတာပေါ့ပြားတုတ်ခံရတာပါလို့ အမှန်တော့ပြားကတုတ်ချင်လို့ဟုတ်မယ်မထင်ဘူးမင်းဖင်ပြားဆွဲချင်လို့နဲ့တူတာပဲဇိုးမောင်မှအခံရခတ်တကယ်တို့ဒေါသနဲ့တကူလုံးတောင်၍နေလေ၏အပတော့မဟုတ်ဘူးကွယ်မောင်ဇိုးမောင်ရဲ့တနတ်ဒီခန်းထဲမှာရှိနေတာပဲဟုပြောရာကဒေါတော်စုသည်သံုံတရားကိုတွေးမိကတင်းမာသောအတန်ဖြင့်ကိုရင်ဟုခေါ်လိုက်လေသည်ဘာတော့ဒေါစုသည်ယုတ်တရဘာမှမပြောသေးပဲမောင်ဇိုးမောင်ဒေါတော်မင်းဦးလေးနဲ့တူးတူးပြောစရာရှိနေတယ်ဟုပြောလိုက်သည်ဖြင့် ဇုံးမောင်လည်းအပြင်းသို့ထွက်ရလေသည်။ကိုရင်မောင်ဇုံးမောင်ကိုတနတ်နဲ့ပြက်တယ်ပေါ့လေ။ဥလမာထိုစကားကြားရမည်ကိုမျှော်လင့်ပြီးသားဖြစ်နေသည့်အားလျော်စွာအဖြေကိုစဉ်းစားပြီးသားဖြစ်သည့်အတိုင်းအံဩသည့်မျက်နှာထားကိုဖန်ဆင်းလိုက်ပြီးလင်းဘာငါဟုတ်လား။ငါကဇုံးမောင်ကိုပြက်တယ်ဟုတ်လား။ငါကဘာလို့ဖို့ပြက်ရမှာလဲ။ဥစိုးလိုက်လေသည်။ဘာကြောင့်ပြက်တယ်ဆိုတဲ့အကြောင်းရင်းကိုနောက်မှဖော်မယ်။အခုမေးတာအရင်ပြောစမ်းပါ။ကိုရင်ပြက်တယ်မဟုတ်လား။ ရသာမိုးချိုးမဟုတ်ရပါကလားအမိရေဒီခန်းထဲမှာတဏှာလဲရှိတယ်။မောင်ဆိုးမောင်ကိုတဏှာမှန်တဲ့အချိန်မှာကိုရင်ဒီခန်းမှာရှိတယ်။နောက်ပြီဒီတဏှာကိုဘလို့ကြီးစံထည့်ရတယ်ဆိုတာကိုရင်သိတယ်။ဒါကြောင့်ကိုရင်မဲ့ပြစ်မှာပဲသူ့ကိုအပြစ်ခံရတာဒီတဏှာနဲ့ပဲလို့ဘဲနဲ့လို့ပြောနိုင်တယ်လေ။ကဘာပေါ်မှာဒီတဏှာတစ်ခုပဲရှိသလား။တခြားကလေးတွေကတဏှာမကင်နိုင်ဘူးလား။တော်ကွာတော်တော်မင်းတို့တွေတဆိတ်ရှိ ငါကောပဲလာလာပြီးနှောက်ရှက်ပေးနေကြတယ်ဘယ်ခါမှအေးအေးလူလူမနေရဘူးတော်ပါတော့ငါဘာသာငါပန်းညံနဲ့စင်းနေတော့မယ်ဟုဥလတ်ဒီအရေးစုံ၍လေးသံခတ်မှမှပြင်ပြောကရန်ရှောင်း၍ထွက်ပြေးလျာရောစုမှငေး၍ကြံရစ်လေသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ